နေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့14ရက်နေ့ဒီကာလအတော်အတွင်းမှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်ခက်ခဲတွေဖြေရှင်းနိုင်မယ်ရက်တန်တဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်အရဝေးရကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအခြေအနေရကိုကြုံမယ်ငွေကြေးကလုပ်ငန်းကစီးပွားကဘဝကကောင်းသောတိုးတက်မှုရှိရရှိမယ် အရာရာပြင်းလင်းဆောင်ရွက်နိုင်ခြင်းနဲ့ခက်ခဲဖြေရှင်းနိုင်ခြင်းတွေကြောင့်ပဲဘေးဒီမေးခြင်းတဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားလေဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်ရှင်းရည်နေမှာ ကိုယ့်ရဲ့ကံကြမ္မာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုဖန်တီးရရှိနိုင်တဲ့ရပိုင်ခွင့်တွေပြန်လည်ရမယ်ကိုယ့်ရဲ့နေမှာငွေရေးကြေးကံကောင်းမယ်လက်ဖွင့်မယ်၁ရက်နေမှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်၁၇ရက်နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းစမ်းပွင့်ခြင်းတွေကြုံမယ်၁၂ရက်နေခီးကိစ္စသွာလာလှုပ်ရှား၍ကြိုးပင်းနေမယ်၁၃ရက်နေထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းမြေစရာတွေမှာ ကြုံတွေ့ရမယ့်နေထားရှိတယ်။၁၄ရက်နေ့မှာအတိုက်ခံကြတာတိုးတက်မယ်။အဲ့ဒီနေ့မှာငွေကြေးကိစ္စစီစဉ်ဆောင်ရွက်လို့ကြိုးပေးတယ်။တကြံကြချိန်ဖြစ်တဲ့မနေ့6:39မိနစ်90အဲ့ဒီအချိန်ကာလနဲ့ပတ်သက်ပြီးတော့အဲ့ဒီဝင်းကျင်တွဲမှာကိုကုသိုလ်ကောင်းမှုတစ်ခုပြုရင်ထူးထူးခြားခြားကောင်းတဲ့ကံကြမ္မာရဲ့အနှစ်သာရကိုရနိုင်တယ်။ ဒီကံလာတော်တွေမှာတနင်္ဂနွေနေ့သောကြနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးမှာတနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်နှစ်ခုကိုကနအကျိုးပေးတယ်အဖြူစိမ့်ပြီးကိုရောင်တို့ကိုဝိစိသုံးဆွဲပြီးတော့ထူးခြားတဲ့ကံကြမ္မာရဲ့နှစ်သာတာကိုရရှိမယ်ကောင်းသောကံကြမ္မာထင်ရှားစွာရဖို့အတွက်တကူလာပြည့်နေ့ဖြစ်တဲ့စနေရနေ့ဧပြီမှာဖရာစီဒီမှာသွားပြီးတော့ငှဝါပန်းဖရာကတ်တူပြီးတော့အလိုရှိရဆန္ဒပြု ထူးခြားစွာအောင်မြင်ခြင်းလေးတွေရပါတယ်ယေရှုတင်ပါတယ်